အီရန်ခေါင်းဆောင်တွေအတွက်ဒေါ်နယ်ထရန့်ဟာတာမန်နိုင်ငံရေးပြိုင်ဘက်တစ်ယောက်ထက်ပိုပါတယ်။သူဟာစစ်အစိုးရရဲ့ရှင်သန်မှုအတွက်ဓာတ်ရိုက်ချိန်ချောင်းမှုပါပဲ။2015နျူကလ িয়ার သဘောတူညီချက်ကိုဖျက်သိမ်းပြီးပိတ်ဆို့ရေးယူမှုတွေကို တင်းကျပ်ကာဗိုလ်ချုပ်ကာဆမ်ဆိုလီမာနီကို American drone တိုက်ခိုက်မှုနဲ့တပ်ဖြတ်လိုက်တဲ့နောက်ပိုင်းမှာထရန့်ဟာတီဟီရန်ရဲ့နံပါတ်1ရန်သူဖြစ်လာခဲ့ပါတယ်။အစ္စရေးဝန်ကြီးချုပ်ဘေဂျမန်နေတန်ယာဟုရဲ့ပြောကြားချက်အရအီရန်ဟာထရန့်ကိုလုံခြုံမှုနှစ်ကြိမ်တိုင်တိုင်ကြံစီခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ဒီအကြံစီတွေကအီရန်ဘလောက်ထိလုံရဲလဲဆိုတာကိုပြသခဲ့ပါတယ်။နေတန်ယာဟုကိုယ်တိုင်လည်းမလွတ်ခဲ့ပါဘူး။အရင်တုန်းကရင်ဆိုင်တွေ့ဆုံမှုတစ်ခုမှာသူ့အိမ်ခန်းနာကိုဒုံးကျည်တစ်ခုကြားရောက်ခဲ့ပေမဲ့သူထိခိုက်မှုမရှိခဲ့ပါဘူး။ဒါပေမဲ့တီဟီရန်ဟာဒေတာရင်းဆုံးရှုံးမှုတွေအတွက်သူတို့ပြစ်တင်ရှုံချတဲ့ပုံကိုယ်တွေကိုဓာတ်ရိုက်ပိတ်မှတ်ထားနေတယ်ဆိုတော့ကြောက်မက်ဖွယ်သတိပေးချက်တစ်ခုဖြစ်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေဟာကြာပန်းမဟုတ်ပါဘူး။အီရန်ကိုနက်နက်ရှိုင်းရှိုင်းမဟာဗျူဟာမြောက်ထိခိုက်စေတဲ့ပုံကိုယ်တွေကိုဖယ်ရှားဖို့ ပုံမကျက်ပြက်တဲ့မဟာဗျူဟာရဲ့တစိုက်တစ်ပိုင်းပါပဲ။ထရန့်ရဲ့ဖိအားပေးမှုလှုပ်ရှားမှုကအီရန်ရဲ့စစ်ဘေးရုပ်ကို ထိခိုက်စေပြီးအာနာပါဝါပြတာနိုင်ငံကိုရှော့ချခဲ့ပါတယ်။ဂျေနန်တင်ပို့မှုတွေထိုးချခဲ့ပါတယ်။မဟာမိတ်တွေလည်းဝေးကွာသွားပြီးနိုင်ငံတကာဗန်တွေကအီရန်ရဲ့ပိုင်ဆိုင်မှုတွေကိုထိန်းချုပ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲနေတန်ယာဟုဦးဆောင်တဲ့အစ္စရေးကလည်းသူ့ရဲ့အရေးစပွဲကိုတိုးမြှင့်ခဲ့ပါတယ်။အစ္စရေးလေတောင်းတိုက်ခိုက်မှုတွေကဆီးရီးယားနဲ့အီရန်မှာရှိတဲ့အီရန်စစ်စခန်းတွေကိုထိမှန်ခဲ့ပါတယ်။ ဆိုင်ဘာတိုက်ခိုက်မှုတွေကနျူကလ িয়ার ဆက်တွေရပ်တန့်သွားအောင် လုပ်ခဲ့ပြီး Mossad အေဂျင့်တွေကအီရန်ထိပ်တန်းအရာရှိတွေကိုခြေရာခံပြီးဖယ်ရှားခဲ့ပါတယ်။အထူးခြားသောစစ်ဆင်ရေးတွေကတခုကတော့တီဟီရန်မြို့လယ်မှာအီရန်ထောင်လိုင်းရဲ့အကြီးအကဲနဲ့သူ့ရဲ့လက်ထောက်ကိုတပ်ဖြတ်ခဲ့တာပါပဲ။ဒီရဲရင်တဲ့တိုက်ခိုက်မှုတွေကရောအစ္စရေးရောအမေရိကန်မှာအီရန်ရဲ့နျူကလ িয়ার နဲ့ဒုံးကျည်အစီအစဉ်ကိုမထိန်းချုပ်ဘဲဒီအတိုင်းလွှတ်ထားပြီးကြီးထွားလာအောင်ခွင့်ပြုမှာမဟုတ်ဘူးဆိုတာကိုပြသခဲ့ပါတယ်။အစ္စရေးထောင်လိုင်းကြီးရဲ့ခံမှန်းချက်အရ အီရန်ကိုမထိန်းချုပ်ထားရင်၃နှစ်တွင်တစ်နှစ်ကိုဒုံးကျည်တပေါင်းအထိထုတ်လုပ်နိုင်ပါတယ်။အီရန်တပ်ဒီလူတွေဟာရန်သူတွေတွေမကပဲဒေတာရင်းလွှမ်းမိုးမှုနဲ့နျူကလ িয়ার စွမ်းရည်အတွက်အတားအဆီးတွေပါပဲ။စစ်ဆိုးရရဲ့ရည်မှန်းချက်ကလက်စားချေဖို့တွင်မကပဲထိန်းချုပ်မှုကိုပြန်ရယူဖို့ပါပဲ။ဒါပေမဲ့တီဟီရန်ကလက်စားချေဖို့ကြိုးစားနေုံနဲ့မကပဲပိုကြီးမတဲ့အရာတစ်ခုအတွက်ပြင်ဆင်နေတာပါ။အစ္စရေးကနောက်ထပ်တိုက်ခိုက်မှုကိုမဆောင်ခဲ့ပါဘူး။သူတို့ကအရင်ဆုံးစလှုပ်ရှားခဲ့ပါတယ်။ ီးခဲ့တဲ့နှစ်တွင်အစ္စရေးဂျက်လီယူနီဟာအီရန်ရဲ့နျူကလ িয়ার နဲ့စစ်ရေးအခြေခံအဆောက်အုံတွေကိုပိတ်မှတ်ထားပြီးနက်ရှိုင်းနဲ့တိုက်ခိုက်မှုတွေဇက်တိုက်လုပ်ခဲ့ပါတယ်။ဒီမစ်ရှင်တွေဟာကြာပန်းမဟုတ်ပါဘူး။အီရန်ကိုဒေတာရင်းတုံးကြီးနဲ့နျူကလ িয়ার စွမ်းရည်အဖြစ်ပေါ်ထွက်လာတာကိုတားဆီးဖို့ရည်ရွယ်ထားတဲ့စစ်စင်ရေးတွေပါ။ဒီတိုက်ခိုက်မှုတွေကအများစုကတောင်တွေထဲဒါမှမဟုတ်မြေအောက်လှိုင်ကောင်းတွေထဲဟွက်ထားတဲ့အဆောက်အဦတွေကိုထိမှန်ခဲ့ပါတယ်။ အစ္စရေးထောက်လှမ်းရေးကအီရန်ရဲ့လျှို့ဝှက်နေရာတွေကိုနှစ်ပေါင်းများစွာမြေပုံဆွဲခဲ့ပြီးအခုတော့အကောင့်ထည့်ဖော်ခဲ့ပါဗျ။အစ်ဖာဟန်နာကစစ်စင်ရေးတခုမှာမြေပြင်မှဝေဟင်ပစ်ဒုံးကျည်တွေကယူရေနီယံကျွဲဝစေတဲ့အဆောက်အဦတစ်ခုကိုဖျက်ဆီးခဲ့ပါဗျ။ဒါဟာအီရန်ရဲ့ဘုံထုတ်လုပ်ရေးရည်မှန်းချက်တွေနဲ့ဗဟိုးလို့ယူဆရပါဗျ။ပို့ပြီးထိတ်လန့်စရာကောင်းတာကတီဟူရန်မြို့လယ်ကောင်းမှာဖြစ်ခဲ့တာပါ။အီရန်ထောက်လှမ်းရေးအေဂျင်စီနဲ့ဒရိုက်တာနဲ့လက်ထောက်ဒရိုက်တာနှစ်ဦးကိုနေကင်းကြောင်တောင်မှာလောက်ကြံတက်ဖြတ်ခဲ့တာပါ။ ဘဲဖွဲ့စည်းကားမှတရားဝင်တာဝန်ယူခဲ့ခြင်းမရှိပေမဲ့အီရန်ယာရှိတွေကမော့ဆက်ကိုချက်ချင်းလက်ညှိုးထိုးခဲ့ပါတယ်။ဒါဟာအစ္စရေးရဲ့အရေးစစ်ပွဲမှာအရေးရင်ဆုံးလှုပ်ဆောင်မှုတွေထဲကတစ်ခုဖြစ်ပြီးဘယ်နေရာမှဘသူမှမလုံခြုံဘူးဆိုတဲ့အချက်ပြမှုပါပဲ။အစ္စရေးကာဝေးဌာနကပြောတာကတော့အီရန်ရဲ့စစ်ရုံတွေဟာမထိန်းချုပ်ထားရင်၃နှစ်တွင်းတစ်နှစ်ကိုပယ်ထိန်းတုံးကြီးတပေါင်းထိထုတ်လုပ်နိုင်တယ်လို့သတိပေးခဲ့ပါတယ်။ဒီအရေးအတွက်ဟာဒေတာရင်းဘဲကာဝေးရေးစနစ်ကိုမဆိုလွှမ်းမိုးနိုင်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေဟာကာဝယ်ရေးအတွက်တင်မကပဲအစ္စရေးကဒီလိုအနာဂတ်မျိုးဖြစ်လာအောင်ခွင့်ပြုမှာမဟုတ်ဘူးဆိုတဲ့ဓာတ်ရိုက်သတိပေးချက်တစ်ခုပါပဲတိုက်ခိုက်မှုတိုင်းကိုအီရန်ရဲ့မြေအောက်စစ်စင်ရေးကွန်ရက်ကိုတစသည်ဖြိုခွဲဖို့ရည်ရွယ်ထားပါတယ်ပါဝါဆက်ယုံတွေလမ်းညွန်စနစ်တွေကအစလောင်စာစီတိုးလောင်ယုံတွေနဲ့ဒုံးကြီးတက်စင်ရေးစခန်းတွေအထိပါဝင်ပါတယ်ကြီးမန်းချက်ကရှင်းပါတယ်မွေမကြီးခင်ခေါင်းဖြတ်တာပါပဲတိုက်ခိုက်မှုတိုင်းဟာအီရန်မလစ်လျူရှုနိုင်တဲ့ message တစ်ခုနဲ့တတိပေးချက်တစ်ခုပါပဲ။ ်အစ္စရေးနိုင်ငံဟာအီရန်နဲ့ချင်းချောက်မှုတွေကိုလက်ပိုက်ကြည့်မနေဘဲကြိုတင်ကာကွယ်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုစတင်ပြုလုပ်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေဟာအီရန်ရဲ့စစ်ရေးအခြေခံအဆောက်အဦတွေကိုဖျက်ဆီးပစ်ဖို့နဲ့နျူကလ িয়ার လက်နက်ရည်မှန်းချက်တွေအန္တရာယ်ဖြစ်လောက်အောင်မကြီးထွားလာခင်မှာရပ်တန့်ပစ်ဖို့ရည်ရွယ်ခဲ့တာပါ။အစ္စရေးထောက်လှမ်းရေးရဲ့အချက်လက်တွေအရအီရန်ဟာမကြာခင်ကာလအတွင်းမှာတစ်နှစ်ကိုပဲ့ထိန်နှုန်းကြီးတပေါင်းထိထုတ်လုပ်နိုင်မဲ့အေယာမကွန်ရက်ကြီးတခုကိုတိစောက်နေတာကိုတွေ့ရှိခဲ့ပါတယ်။ဒါဟာဒေတာရင်းကာကွယ်ရေးစနစ်တွေကိုလွှမ်းမိုးသွားနိုင်တဲ့ အင်မတန်ကြီးမားတဲ့ချိန်ချောင်းမှုတစ်ခုလို့အစ္စရေးကရှုမြင်ပါတယ်။ဒါကြောင့်အစ္စရေးကပြစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့နေရာတွေမှာကွက်ထားတဲ့နျူကလ িয়ার ဆောက်ဦးတွေမြေအောက်တခဲဝန်းတွေနဲ့အီရန်တဝမ်းကစစ်ရေးဆက်ယုံတွေပါဝင်ခဲ့ပါတယ်။အထူးသဖြင့်အစ်ပါဟန်မြူနာကအစိမ့်မြင့်ယူရေနီယံတန့်စင်တဲ့စခန်းကိုပြင်းပြင်းထန်ထန်ပျက်စီးစေခဲ့တာကိုကြည့်ရင်ဒါဟာအီရန်ရဲ့လက်နက်အဆင့်နျူကလ িয়ার စွမ်းရည်ရရှိရေးအစီအစဉ်ရဲ့အဓိကကြားတဲ့တစိ့တစ်ပိုင်းလို့ယူဆရပါတယ်။ဒီလိုတိကျပြတ်သားတဲ့တိုက်ခိုက်မှုတွေကနေတဆင့် အစ္စရေးအနေနဲ့အန်ဒီရတကယ်မဖြစ်ခင်ကြိုတင်လှုပ်ဆောင်ရဲတယ်ဆိုတဲ့ရှင်းရှင်းလင်းလင်း message တခုကိုကဘာကြီးကိုပေးပို့ခဲ့တာပါဒီတိုက်ခိုက်မှုတွေထဲမှာထူးခြားဆုံးနဲ့အရေးကြီးဆုံးလှုပ်ဆောင်မှုတခုကတော့အီရန်ရဲ့မြို့တော်တီဟီရန်မြို့လယ်ကောင်းမှာနှိမ့်ကင်းကြောင် တောင်မှာဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်အီရန်ထိပ်တန်းထောက်လန်းရေး agency ရဲ့ director နဲ့လက်ထောက် director ကိုလှုပ်ကြံတပ်ဖြတ်ခဲ့တာဟာတကယ်ကိုရဲရင်နဲ့လှုပ်ရှားမှုပါအစ္စရေးကဒီလုံခြုံမှုကိုတရားဝင်တာဝန်ယူခဲ့ခြင်းမရှိပေမဲ့အီရန်ယာရှိတွေကတော့မော့ဆက်ကိုချက်ချင်းလက်ညှိုးထိုးခဲ့ပါဗျာ။ ဒီလောက်ကျမှုကနေတဆင်အစ္စရေးဟာဘသူ့ကိုမှမထီရဲဘူးလို့သတ်မှတ်ထားတဲ့လူမျိုးနေရာမရှိဘူးအီရန်ရဲ့မြို့တော်ထိပါလက်လန်းမိတယ်ဆိုတာကိုပြသခဲ့ပါတယ်ဒါဟာစစ်ရေးအရာထိခိုက်မှုတွေမကဘဲအီရန်ရဲ့ပြည်ရင်းလုံခြုံရေးပေါ်ယုံကြည်မှုနဲ့ခံစားချက်ကိုပါပြင်းပြင်းထန်ထန်ပြသစည်းခဲ့တဲ့လို့ရတကူလို့ဆိုနိုင်ပါတယ်ခေါင်းဆောင်တွေကိုတတ်ဖြတ်တာနဲ့ပစ္စည်းတွေကိုဖျက်ဆီးတာဖြင့်ဒီတိုက်ခိုက်မှုတွေဟာအီရန်ရဲ့စစ်ရေးဆိုင်ရာကိုကဲမှုဖွဲ့စည်းပုံတွေကိုပြတ်ပြားစေဖို့နဲ့ဒုံးကျည်ထုတ်လုပ်မှုကိုနှောင့်နှေးစေဖို့ရည်ရွယ်ခဲ့ပါတယ် အစ္စရေးကထောက်ပံ့ရေးလမ်းကြောင်းတွေလောင်စာဆီတိုးလောင်ရုံတွေနဲ့ဒုံးကျည်လမ်းညွန်စနစ်ထုတ်လုပ်တဲ့တက်ခွဲကန်တွေကိုပါပိတ်မှတ်ထားခဲ့ပါတယ်။အစ္စရေးဟာတိုက်ခိုက်မှုတိုင်းကိုယာယီထိခိုက်မှုတွေမကဘဲရေရှည်ထိခိုက်မှုဖြစ်အောင်ရည်ရွယ်ချက်ရှိရှိရွေးချယ်ခဲ့တာပါ။ဒီလှုပ်ရှားမှုကအစ္စရေးရဲ့မူဝါဒဟာဂျန်သူရဲ့တိုက်ခိုက်မှုကိုစောင့်ပြီးမှပြန်လည်ကာကွယ်တာမျိုးမဟုတ်တော့ဘဲကြိုတင်ထိုးစစ်ကိုပြောင်းလဲသွားပြီဆိုတာကိုရှင်းရှင်းလင်းလင်းပြသလိုက်တာပါပဲ။အစ္စရေးကဒုံးကျည်တွေကိုကြားဖြတ်ဖြက်စီးဖို့မဆောင်ဘဲပြစ်ခတ်မဲ့နေရာတွေကိုဓာတ်ရိုက်တိုက်ခိုက်ခဲ့ပါတယ်။ အကယ်၍စောင့်နေမယ်ဆိုရင်အီရန်ကဒုံးပြန်ထောင်ပေါင်းများစွာအဆင်သင့်ရှိနေပြီးအသာစီးရသွားနိုင်တယ်လို့အစ္စရေးကယူဆခဲ့တာပါ။ဒါကြောင့်တိုက်ခိုက်မှုတိုင်းဟာအီရန်မလစ်လျူရှုနိုင်တဲ့ပြတ်သားတဲ့ message တစ်ခုနဲ့တတိပေးချက်တစ်ခုလည်းဖြစ်ပါတယ်။အီရန်ရဲ့တုံ့ပြန်မှုကတော့အလွန်များဆန်ပြီးပြင်းထန်ကျေလောင်ခဲ့ပါတယ်။အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပြီး48နာရီအတွင်းမှာပဲတီဟီရန်ဟာအစ္စရေးတဝန်းကစစ်စခန်းတွေနဲ့အရက်ပတ်စခန်းတွေကိုပယ်ထိန်တုံးကြီး250ကျော်နဲ့အကြီးအကျယ်တိုက်ခိုက်ခဲ့ပါတယ်။ ဒါဟာ2020ပြည့်နှစ်နောက်ပိုင်းဖြစ်ပွားခဲ့တဲ့အကြီးဆုံးဒုံးကျည်စစ်ဆင်ရွေးတွေကတခုလို့ဆိုနိုင်ပါတယ်။ပြည်ခတ်မှုရေအတွက်နဲ့ပြင်းအားကလေလာသူတွေကိုအံအားသင့်စေခဲ့ပေမဲ့ပြည်သူတွေကိုပုံပြီးထိတ်လန့်စေခဲ့တာကတော့ဒီတိုက်ခိုက်မှုရဲ့ရလဒ်ပါပဲ။အယက်သား12ဦးသေဆုံးပြီး300ကျော်ဒဏ်ရာရခဲ့ပါတယ်။ Israel ရဲ့နာမည်ကျော်လေကြောင်းကာကွယ်ရေးစနစ်တွေဖြစ်တဲ့ Iron Dome, David Sling နဲ့ Arrow စနစ်တွေကဒုံးကျည်အများစုကိုကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ပေမဲ့ဘယ်စနစ်မှအမှားယွင်းကင်းတာမျိုးမရှိပါဘူး။ ဒုံကောင်းအချို့က Dell Avid နဲ့ Hi-Fi ရဲ့လူနေရက်ွက်တွေကိုထိမှန်ခဲ့တာကြောင့်ပျက်စီးမှုတွေအမှန်တကယ်ဖြစ်ပေါ်ခဲ့ပါတယ်။မီးလောင်နေတဲ့အဆောက်အဦတွေနဲ့ဒဏ်ရာရနေတဲ့ကလေးငယ်တွေရဲ့ပုံတွေဟာမိနစ်ပိုင်းတွင်ဆိုရှယ်မီဒီယာမှာအလှင်အမြန်ပြန့်နှံ့သွားခဲ့ပါတယ်။စီရေးကျွမ်းကျင်သူတွေရဲ့မှတ်ချက်ပြုချက်အရအီရန်ရဲ့တိုက်ခိုက်မှုဟာရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုတသက်မဟုတ်ဘဲပုံမောနှဆိုင်တဲ့ရည်ရွယ်ချက်တွေရှိခဲ့ပါတယ်။အီရန်က Shahab 3နဲ့ Death Fool လိုမျိုးပောက်ခွဲအပြည့်နဲ့ဒုံးကျည်မျိုးစားတွေကိုအများပြားအသုံးပြုခဲ့ပါတယ်။ ဒီဒုံးကျည်တွေဟာအကွာအဝေးများစွာကိုထိရောက်စွာ ပြစ်ခတ်နိုင်ခြင်းရှိပါတယ်။ဒီတိုက်ခိုက်မှုဟာအစ္စရေးရဲ့ကာကွယ်ရေးစနစ်တွေကိုစမ်းသပ်ဖို့နဲ့ဖြစ်နိုင်ခြေရှိတဲ့အားနည်းချက်တွေကိုဖော်ထုတ်ဖို့တည်တည်ထားထားစီစဉ်ထားမှုရတယ်လို့ကြွမ်းကျင်သူတွေကသုံးသပ်ပါတယ်။အီရန်ကဒီတိုက်ခိုက်မှုတွေကိုအကန့်အသတ်ရှိပြီးတရားမျှတတယ်လို့ပြောဆိုပေမဲ့ပြစ်ခတ်ခဲ့တဲ့ဒုံးကျည်ရေတွက်ကတော့ဒီအပြောနဲ့ကွဲလွဲနေတယ်လို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုတွေမှာနိုင်ငံရေးယူရချက်တွေလည်းပါဝင်ပြီးအီရန်ဟာသူ့ရဲ့ဒေတာရင်းမဟာမိတ်တွေဥပမာ ဟစ်ဘိုလာနဲ့ဟူသီတို့လိုအဖွဲ့တွေနဲ့ရန်သူတွေကိုသူ့နယ်မြေတွေကိုကျော်လွန်ပြီးအင်အားပြသနိုင်တယ်ဆိုတာကိုတတိပေးခဲ့တာပါ။ဒါအပြင်ဒီအင်အားပြမှုဟာတခြားနေရာတွေမှာစစ်ရေးလှုပ်ရှားမှုတွေကိုအရှိန်မြှင့်မှုအတွက်ခွင့်ပြုချက်တစ်ခုအဖြစ်လဲရှုမြင်နိုင်ပါတယ်။ဒါဟာရိုးရှင်းတဲ့လက်တုံ့ပြန်မှုထက်ကျော်လွန်ပြီးနျူကလ িয়ার ဆိုင်ရာတတိပေးချက်တစ်ခုလည်းဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်။ဒေသုံးသူတွေနဲ့ပြည်သူဖိအားတွေမြင့်တက်လာချိန်မှာအီရန်ကမမျှော်လင့်တဲ့လှုပ်ရှားမှုတစ်ခုလုပ်ခဲ့ပါတယ်။အပြစ်ခတ်ရက်စဲဖို့ကမ်းလှမ်းခဲ့ပေမဲ့ အစ္စရေးအနေနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုရပ်တန့်ရမယ်ဆိုတဲ့အခြေအနေနဲ့ပါအစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကဒီကမ်းလှမ်းမှုကိုချက်ချင်းညင်းဆိုခဲ့ပါတယ်သူကဒါကိုအီရန်ရဲ့ဒုံးကျည်စက်ရုံတွေလဲပတ်နေချိန်မှာအချိန်ဆွဲဖို့ရည်ရွယ်နေတာလို့ပြောဆိုခဲ့ပါတယ်သူ့အတွက်တော့ဒီလိုသဘောတူညီချက်မျိုးကိုလက်ခံတာဟာမွေဝေးကိုခပိုက်ပိုက်ထားရတာနဲ့တူနေလိမ့်မယ်လို့ဆိုပါတယ်နေတန်ယာဟုရဲ့ညင်းဆိုမှုဟာနိုင်ငံရေးအရာတွေမကဘဲပုံကိုရေးအရာပါဖြစ်ပါတယ်သူကအီရန်ဟာနိုင်ငံတကာမီဒီယာတွေကိုထိန်းချုပ်ဖို့နဲ့ ပြည်သူထင်မြင်ယူဆချက်ကိုပိုင်းခြားဖို့အပြစ်ခက်ရစရေးစကလုံးကိုတုံးနေတယ်လို့ဆွဆွဲခဲ့ပါတယ်။သူ့အဆိုအရယာယီရက်တက်မှုကအီရန်ကိုလက်နက်အစ်တွေထုတ်လုပ်တာဒါမှမဟုတ်သူ့ရဲ့ကိုယ်စားလှယ်အင်အားစုကွန်ရက်ကိုချဲ့ထွင်တာကိုရပ်တန့်စေမှာမဟုတ်ပါဘူး။ဒီနည်းပြဟာကိုကျွန်တော်တို့အရင်ကတွေ့ဘူးပါတယ်လို့သူကရုတ်တံမိန်ကွန်းမှာပြောခဲ့ပါတယ်။သူတို့စစ်ပွဲကိုခဏနားပေးမယ်ချင်းချောက်မှုကပိုကြီးလာပါတယ်လို့လည်းထပ်လောင်းပြောကြားခဲ့ပါတယ်။နေဒန်ယာဟုကနောက်ဆုံးမဲ့အစား အီရန်ပြည်သူတွေကိုတိုက်ရိုက်လှည့်ကြည့်ပြီးသူတို့ရဲ့အစိုးရကိုစန့်ကျင်ဖို့တောင်းဆိုခဲ့ပါတယ်။သူတို့ဟာရက်ဆက်တဲ့စစ်အစိုးရကထိန်းချုပ်ထားတဲ့ကြီးမြတ်တဲ့နိုင်ငံတနိုင်ငံလို့ပြောခဲ့ပါတယ်။သူ့ရဲ့မိန်ကုံးဟာဂျိုလူ TV နဲ့ social media တွေကနေတဆင့်တမ်းပေါင်းများစွာသောလူတွေစီရောက်ရှိခဲ့ပြီးအီရန်ရဲ့လူငယ်မျိုးဆက်တွေကြားမှာအထူးသဖြင့်တက်ရောက်မှုရှိခဲ့ပါတယ်။အစ္စရေးကောင်းတော်ဟာဒီပဋိပက္ခကိုနိုင်ငံနှစ်နိုင်ငံကြားစစ်ပွဲဖြစ်မဟုတ်ပဲလွတ်လပ်တဲ့ကမ္ဘာနဲ့နျူကလ িয়ার အာဏာရှင်စနစ်ကြားတိုက်ပွဲဖြစ်ပုံဖော်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲစစ်ရေးစစ်စင်ရေးတွေဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။အစ္စရေးဂျလီယင်တွေကအစ်ဖာဟန်အနီးကဒုံးကျည်တိုးလောင်ယုံနေလို့တန်တရားဖြစ်ပွဲပြစ်မှတ်ချက်ကိုထပ်မံထိမှန်ခဲ့ပါတယ်။အီရန်ကလည်းအစ္စရေးဘန်တွေနဲ့စွမ်းအင်စနစ်တွေကိုစိုက်ဘာတိုက်ခိုက်မှုတွေနဲ့တုံ့ပြန်ခဲ့ပါတယ်။ဒီ digital စစ်မျက်နှာပြင်ဟာလည်းနောက်ထပ်စစ်မျက်နှာပြင်တစ်ခုဖြစ်လာခဲ့ပြီးနှစ်ဖက်စလုံးကအရက်ဘက်အခြေခံအဆောက်အဦတွေကိုပြစ်မှတ်ထားခဲ့ပါတယ်။ညှိနှိုင်းမှုမလုပ်တာကဒီစစ်ပွဲရဲ့နက်နဲတဲ့သဘောတဘာဝကိုထင်ဟပ်စေပါတယ်။ အစ္စရေးအတွက်ဒါဟာကိုယ့်ကိုယ်ကိုကာဝယ်ရုံနဲ့မကဘဲအီရန်ကိုနျူကလ িয়ার စွမ်းအင်ဖြစ်လာအောင်ဘယ်တော့မှခွင့်မပြုဘူးဆိုတဲ့ရည်ရွယ်ချက်လည်းပါဝင်ပါတယ်။အီရန်အတွက်တော့ထိမ့်သိမ့်သိမ့်သိမ့်လောက်တာဟာသူ့မဟာမိတ်တွေရဲ့အမြင်မှာအားနည်းချက်တစ်ခုဖြစ်ရှုမြင်ခံရနိုင်ပါတယ်။နေတန်ယာဟုအတွက်ဒီစစ်ပွဲဟာမြေယာအကြောင်းမဟုတ်ဘဲအမွေအနှစ်နဲ့ရှင်သန်မှုအကြောင်းပါ။အစ္စရေးကဒီစစ်ပွဲဟာသူ့ရဲ့နယ်နိမိတ်တွေကိုကာဝယ်ရုံနဲ့မကဘဲမကြခင်ကမ္ဘာတစ်ခုလုံးကိုချိမ့်ချောက်နိုင်မဲ့ နျူကလ িয়ার ဆက်အစိုးရကိုရပ်တန့်ဖို့လည်းဖြစ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြောထားပါဗျ။ဝန်ကြီးချုပ်နေတန်ယာဟုကအီရန်သားနျူကလ িয়ার စွမ်းရည်ရှိတဲ့ဒုံးကျည်အမြောက်များတိစောက်နိုင်ခဲ့ရင်ကမ္ဘာအာဏာဟန်ချက်ညီမှုအန္တရာယ်ရှိစွာပြောင်းလဲသွားနိုင်တယ်လို့သတိပေးခဲ့ပါဗျ။သူကဒါကိုဖြစ်လာနိုင်တဲ့နျူကလ িয়ার လူမျိုးတုံးတပ်ဖြတ်မှုလို့ခေါ်ခဲ့ပါဗျ။အစ္စရေးကဒီလိုအနာဂတ်ကို တားဆီးဖို့တဦးတည်းလှုံ့ဆော်နေတာပါ။ဒါပေမဲ့အစ္စရေးဟာတဦးတည်းတော့မဟုတ်ပါဘူး။ထရမ့်အစိုးရလက်ထက်မှာအမေရိကန်ကများစွာပံ့ပိုးကူညီခဲ့ပါဗျ။ အစင်မြင့်ရေဒါစနစ်တွေလေကြောင်းကာဝေးရေးဘက်ထရီတွေနဲ့အစုလိုက်ပြုံလိုက်ဒရုန်းတိုက်ခိုက်မှုတွေရဲ့ပြင်ဆင်ဖို့ပူးရဲလေ့ကျင့်ခန်းတွေပါဝင်ပါတယ်။ American တပ်ဖွဲ့တွေဟာ Israel လေပိုင်နက်ကိုကြော်ဖြတ်ဖို့ကြိုးစားခဲ့တဲ့ Iran UAV မောင်းသူမဲ့လေယာဉ်တွေကိုကြားဖြတ်ဖြတ်စီရမှာလဲကူညီခဲ့ပါတယ်။ဒီပြည်ပခါကိုထူးခြားသေးတာက Israel က Iran ပိုင်နက်ထဲကိုဘလောက်နက်နက်ရှိုင်းရှိုင်းထိုးဖောက်ဝင်ရောက်ခဲ့လဲဆိုတာပါပဲ။သူရဲ့ F35 Stealth တိုက်လေယာဉ်တွေဟာ Tehran ထိရောက်ရှိခဲ့ပြီး ဘယ်ချက်လင်ရင်တစင်းမှပြစ်ချမခံရပဲဘေးကင်းစွာပြန်လာခဲ့ပါတယ်။အစ္စရေးယာရှိတွေကဒါကိုရန်သူရဲ့မြို့တော်တွေကိုဓာတ်ရိုက်ဝင်ရောက်နိုင်တဲ့လေကြောင်းလမ်းမကြီးတစ်ခုဖန်တီးခဲ့တာလို့ဖော်ပြခဲ့ပါတယ်။တချိန်ကလုံးဝနှီးပါမထိုးဖောက်နိုင်ဘူးလို့ယူဆခဲ့တဲ့အီရန်ရဲ့လွှာပေါင်းစုံလေကြောင်းကာကွယ်ရေးစနစ်ကိုဖောက်ထွင်းနိုင်ခဲ့တယ်လို့သူတို့ကအခိုင်အမာပြောကြားခဲ့ပါတယ်။ဒီအောင်မြင်မှုဟာအင်အားသုံးယုံနေနေရခဲ့တာမဟုတ်ပါဘူး။အစ္စရေးထောင်လန်းရေးစိုက်ဘာစစ်ဆင်ရေးနဲ့ ဂျိုဒုခြေရာခန့်ချင်းတို့ကနေအဓိကခန်းကဏ္ဍကပါဝင်ခဲ့ပါတယ်။သူတို့ဟာတိုက်လေရင်အတွက်လမ်းကြောင်းရှင်းဖို့ရေဒါစနစ်တွေဆက်သွယ်ရေးဗဟိုဌာနတွေနဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကိုကြိုတင်ပိတ်မှတ်ထားခဲ့ပါတယ်။ဒါဟာဒုံးကြီးတွေ၊မဲလ်ဝဲလ်တွေနဲ့သတင်းမှားတွေအားလုံးတပြိုင်တည်းပြတ်ခတ်ခဲ့တဲ့ခင်မီဟိုက်ဘရစ်စစ်ပွဲရဲ့နမူနာကောင်းတစ်ခုပါပဲ။အီရန်ကပျက်စီးမှုအများစုကိုညှင်းဆိုခဲ့ပေမဲ့ဂျိုဒုပုံရိပ်တွေနဲ့ပေါက်ကြားလာတဲ့ဗီဒီယိုတွေကတော့တခြားပုံစံမျိုးကိုပြောပြနေပါတယ်။ အစာဦးဓာတ်သိမ်းမောင်းများပါဟာပြက်စီးသွားပြီဖြစ်ပြီးအီရန်စစ်တပ်ကပိုနန်ဆိုင်တဲ့ပြစ်မှတ်တွေကိုကာဝယ်ဖို့အရင်းမြစ်တွေကိုပြောင်းလဲလိုက်ရပါတယ်။ဒါကြောင့်မေဂွန်ကနောက်ပါဖြစ်မလဲဆိုတာမဟုတ်ပဲနှစ်ဖက်စလုံးဘလောက်ထိဆက်သွားဖို့ဆန္ဒရှိတယ်ဆိုတာပါပဲ။ဒါဟာနိုင်ငံနှစ်နိုင်ငံကြားတိုက်ပွဲတွေမှာကပဲအာနာရှင်သန်မှုနဲ့ကမ္ဘာလုံးကြုံရေးအတွက်ရုန်းကန်မှုတစ်ခုပါ။အစ္စရေးကနျူကလ িয়ার ထိန်းချုပ်မှုကိုရပ်တန့်ဖို့တိုက်ခိုက်နေပြီးအီရန်ကလည်းနောက်ဆုံးမှာမဟုတ်ဘူးဆိုတာကိုပြဖို့ပြန်တိုက်ခိုက်နေပါတယ်။ နှစ်ဖက်စလုံးကနောက်မဆုံနိုင်ကြတာကြောင့်နောက်ထပ်လှုပ်ရှားမှုကစစ်ပွဲကိုဆုံးဖြတ်မှာမဟုတ်ဘဲနောင်လာမဲ့ကဘာကြီးကိုပုံဖော်နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ